ားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ဖတ်ပြပေးခြင်းနဲ့စာလီရတော့ဆီယာဟမ်ဆိုင်းစေးမန်းရဲ့မနွဲ့နဲ့လရောင်နဲ့မဂ္ဂဇင်းဝိထုတို့များဆိုတဲ့အစာအုပ်လေးတွေကလူနာဆောင်ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်လူနာဆောင်အမကြီးစီကဒီသတင်းကိုကြားကြခြင်းမန္တလေးကိုပြေးသွားခြင်းပေမဲ့ကျွန်တော်ကစကိုင်းစေးယုံပြင်ပလူနာဌာနမှာ24နာရီဂျူတီကြနေတာမို့သွားလို့မရခဲ့ဘူး အမကြီးကျွန်တော်စီဖုန်းဆက်လာတဲ့အချိန်က မနက်တနာရီအတိဂျူတီမရှိတဲ့မန္တလေးကတငယ်ချင်းနှစ်ယောက်စီလှမ်းဖုန်းဆက်ပြီးဂျူတီလာဆင်းမေးဖို့အကူအညီတောင်းပေမဲ့အဆင်မပြေခဲ့ပြန်ဘူးအိတ်ကောင်းနေချိန်ညမှောင်မှောင်မဲမဲတဲ့တနာရီတာတာဆိုင်ကယ်စီးလာရမယ့်နေရာစီကိုကြီးကိုယ်တာကိစ္စမဟုတ်ရင်ဘယ်သူမှမလာချင်တာကိုကျွန်တော်နားလဲပါတယ်ကျွန်တော်ဂျူတီဆင်းနေတဲ့နေရာကလည်း 24နှစ်လူနာအဝင်ထွက်မပြတ်ရှိနေတာမို့ဖြစ်ထားခဲ့လို့လည်းမဖြစ်ပြန်ဘူးဖြစ်ထားခဲ့ပြီးမန္တလေးကိုသွားရင်ကောင်းမလားလို့စဉ်းစားလိုက်ပင်မဲ့လက်တွေ့ကြတော့မသွားဖြစ်ခဲ့ကိုဘွားကိုမပိုင်တဲ့ဝန်ထမ်းဘွားကိုပထမဆုံးအနေနဲ့စိတ်ပြတ်သွားမိသလိုမနက်၈နာရီမှဂျူတီထွက်ရမှာမို့မိုးအမြန်လင်းပါစေလို့သာဆုတောင်းနေရတယ်မနက်ပြန်ဂျူတီလာဆင်းမဲ့ဆရာဝန်စီ ဖုန်းကတဆင့်အကျိုးချောင်းစာရိုက်ဖို့ မနေ့၈နာရီမထိုးခင်လာလို့ရရင်လာပေးဖို့စာပို့ပြီးအမကြီးစီ ဖုန်းပြန်ဆက်တော့ဆက်သွယ်မှုဧရိယာပြင်ပနဲ့တိုးနေပြန်တယ်။ညီလေးနဲ့ညီမလေးရဲ့ဖုန်းကိုခေါ်တော့ဖုန်းဝင်ပေမဲ့မကင်ကြပြန်ဘူး။အကိုကြီးရဲ့အနာမှာရောဘသူရှိနေမှာလဲ။ကျွန်တော်မှရင်ပူပြီးကုန်ခဲ့တဲ့အချိန်တွေကသာအပြစ်ဖို့နေမိတယ်။လူနာရှင်းချိန်မှုအခန်းထဲဝင်လှဲပြီးအကိုကြီးအကြောင်းကျွန်တော်စဉ်းစားနေတော့လူနာတင်ကားအတန်တွေကိုကြားလိုက်ရတယ်။ဒေါက်ဒေါက် ။ဆရာလူနာလာတယ်ဆိုင်ကယ်နဲ့ကားတိုက်မိတာတဲ့။အေးအေးလာပြီ။နကြက်ကိုပခုံးမော်တင်ပြီးကျွန်တော်အပြင်ကိုထွက်လိုက်တော့ဆေးရုံအကူလောက်သားကိုဖြိုးကလက်အိတ်နဲ့ဓာတ်မီလှမ်းပေးတယ်။လက်အိတ်ဝစ်ပြီးပြင်ပလူနာဌာနရှိရက်ထားတဲ့နာမှုကုညီရေးကားစီသွားနေတော့အမကြီးရဲ့စကားသံကိုပြန်လဲကြားရောင်မိတယ်။ဖိုးသားကြီးအကိုကြီးနဲ့သူ့မိန်းမရင်တိုက်မှုဖြစ်လို့မထိုက်ကတော့ကြောက်စဲဆေးုံမှာတက်ရတယ်။ညီမလေးစောင့်နေခဲ့တယ် အကူကြီးကတော့ဒဏ်ရာများတယ်အခြေအနေမကောင်းဘူးမန္တလေးလွှဲလိုက်ကြပြီအခုအရေးပေါ်လူနာဌာနမှာငါမှဘာမှမလုပ်တတ်မကင်တတ်နဲ့နင်လာခဲ့အောင်ညီကိုရင်းတွေပဲဟာလာဖြစ်အောင်လာခဲ့အောင်နော် လူနာကိုကားပေါ်တက်ပြီးကြည့်မိတော့လူနာရဲ့ခေါင်းဘယ်ဘက်ချမ်းကကွဲပြီးသွေးတွေစီးကြနေတယ်လက်တွေကကြိုးကျနေပြီးသွေးအလင်းလေးနဲ့လူရုပ်တောင်မပေါ်တော့ဘူးကားနဲ့ဆိုင်ကယ်တိုက်မိပြီးကားကမောင်းပြေးသွားတယ်လို့သိရတယ်မျက်လုံးကိုလက်နဲ့ ခဲဖွင့်ပြီးတက်မီနဲ့ထိုးကြည့်တော့တငယ်အိမ်ကပြူးကျယ်နေပြီ။ဆရာကျမသားလေးကိုကယ်ပါအောင်နော်။ဆရာကျမတူလေးကိုကယ်ပါအောင်နော်။လူနာရှင်တွေကမျက်ရည်တွေနဲ့အတူမျောလင့်ခြင်းတွေတွဲလဲခုန်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုအကူအညီတောင်းကြတယ်။သေဆုံးတာသေးကြပေမဲ့လူနာရှင်တွေစိတ်ကျဉ်တဲ့အောင်နှကြက်နဲ့ဟိုထောက်ဒီထောက်လှုပ်ပြီးမှသေဆုံးကြောင်းအတီးပြုတ်ပေးလိုက်ရတယ်။သေဆုံးလူနာရဲ့ဆွေမျိုးတွေငိုတန်က ကိုကြီးအတွက်နဲ့ပူလောင်နေတဲ့ကျွန်တော်ရင်ကိုအပူရေပူတိုးစေတယ်။စိတ်မကောင်းဖြစ်ပေမဲ့ဘဲတက်နိုင်မှမလဲ။ကျွန်တော်အကိုကြီးရောအခုအချိန်ဘာဖြစ်နေမလဲ။ရင်တိုက်မှုဖြစ်ပြီးမြို့နယ်စေုံကနေတိုင်းစေုံထိလွှဲလိုက်ရတယ်ဆိုတဲ့အချိန်တွေကတိတ်တော့မကောင်းနိုင်ဘူးလို့ကျွန်တော်တွေးနေတော့သူရဲ့အုပ်တရားကိုရောက်လာကကျွန်တော်ကိုစေးစာအကြောင်းပြန်ဖို့ဆောက်ရွက်တရွက်ပေးတယ်။တည်ဆုံးလူနာကိုရေခဲတိုက်ထဲပို့ခိုင်းလိုက်ရတယ်။မနေ့ပြန်မနေ့ဂျူတီထွက်တဲ့အချိန်ကျမှတည်ဆုံးလူနာကိုရင်ခွဲစစ်ဆေးရမယ်။ တည်ဆုံးရတဲ့အကြောင်းရင်းကိုစေးစားပေးရမယ်။အကိုကြီးစီအမြန်သွားကြမှာလေဆိုမှဂျူတီထွက်ချိန်တော့မထွက်ရတော့မယ်ဘွားပါလား။ဖျားတရားမလို့အကိုကြီးအသက်ရှင်ပါစေလို့ဆုတောင်းရင်းညကြီးအချိန်မတော်ရောက်လာတဲ့လူနာတွေကိုကြည့်ပေးနေရတယ်။လူနာရှင်းချိန်အမကြီးစီဖုန်းခေါ်ကြည့်တော့ဆက်သွယ်မှုဧရိယာပြင်ပနဲ့တိုးနေတယ်။ကျွန်တော်စီဖုန်းထပ်မဆက်တာကကိုကြီးရဲ့အခြေအနေကောင်းလို့ပဲဖြစ်မှာပါလေမိသားစုတစုမှာဆုံးဖြူတယောက်ပါလာတတ်တယ်ဆိုတာကကျွန်တော်တို့မိသားစုအတွက်တော့ သွေးထွက်အောင်ကိုမှန်ပါတယ်ကျွန်တော်တို့မိသားစုမှာ အဖေအမကြီးအကိုကြီး ကျွန်တော်ညီလေးနဲ့ညီမလေးစုစုပေါင်း6ယောက်ရှိတယ်အကိုကြီးကလွဲပြီးကြံတဲ့မောင်နှမအားလုံးကဘွဲ့ရပညာတတ်တွေကြီးပဲအဖေကလဲရီယာရီလှုပ်ပြီးအမကြီးကအိမ်မှာဆက်ချုပ်တယ်ညီလေးကဆက်ယုံတယုံမှာအငယ်တန်းစီညီမလေးကတက္ကသိုလ်ဒုတိယနှစ်တက်နေပြီးကျွန်တော်ကစကိုင်းစေယုံကြီးမှာလက်ထောက်ဆရာဝန်အကိုကြီးကတော့အလောက်ကလွဲပြီးမိန်းမဖဲစစ်လိတ် အရက်မကောင်းတာမှန်သမျှမလုပ်ဘူးတာခက်ရှားရှားပဲအကိုကြီးကပြက်တနာကိုမီးခွက်ထုံးမိတာမကစလိုက်မီးထိုးပြီးတောင်ရှာတတ်တဲ့လူစားမျိုးအကိုကြီးကြောင့်ပတ်ဝန်းကျင်မှာကျွန်တော်တို့မိသားစုမကြခဏမျက်နာငယ်ရတယ်တိတ်ခါကြားရတယ်အရှက်ကွဲရတယ်ရွာဖျားပွဲတွေမဖြစ်ပါစေနဲ့လို့ဆုတောင်းရတယ်ဖျားပွဲတွေမှာဓာတ်ထိုးမှုဆိုလဲအကိုကြီးပဲရန်ဖြစ်ကြလို့ဆိုအကိုကြီးကရှေ့ဆုံးကပဲအချုပ်ခန်းဆိုတာကအကိုကြီးအတွက်အိမ်ဦးနဲ့ကျန်းပြင်ဖျားပွဲတွေမရှိလဲတခြားရွာက ထရေဝိုင်းတွေ ချင်းဝိုင်းတွေမှာပြဿနာရှာလို့သူများသမီးပြိုနဲ့ချင်းတွေ့တော့မိတာမယူနိုင်လို့စတဲ့ပြဿနာပေါင်း16000ကိုဒိုင်းခံဖြေရှင်းရတာက အမေရဲ့ပါအဖေကတော့စိတ်ဆိုးပြီးသူ့သားကြီးကိုပြစ်ထားနိုင်ပေမဲ့အမေကတော့ကြေးရွာအုပ်ချုပ်ရေးမှုတွေစီပြည့်ရအကိုကြီးနဲ့ပြဿနာဖြစ်တဲ့အိမ်တွေကိုငွေထုတ်ပိုက်ပြီးအောက်ကျို့ရတသက်နဲ့တကူအမေမရောက်ဘူးတဲ့ရဲစခန်းမှာသွားငိုပြရအချုပ်ထဲကသူ့သားစီထမင်းချိုင်ပို့ရနဲ့နားရတယ်ကိုမရှိဘူး အမေကိုဒိုင်ခံပြီးလိုက်ပို့ပေးရတာကကျွန်တော်နဲ့ညီလေးပဲအမှန်ဆိုဒီမောင်နှမတွေထဲမှာအကိုကြီးကအကြီးပါ အကိုကြီးအသက်က40နားကပ်နေပြီဘာလုံးမလက်ကြောတင်းအောင်မလုပ်ပဲမိဘလှုပ်စာမောင်နှမတွေလှုပ်စာကိုထိုင်ဖြုံးနေတဲ့လူပိုတယောက်ပဲအမေမှာနှလုံးရောဂါရှိလို့ဆေးကန်းကိုခဏခဏပြရရတယ်အမေဆုံးတဲ့နေ့ကအကိုကြီးကဓာတ်ထိုးမှုနဲ့ချုပ်ထဲရောက်နေခဲ့တယ်ဓာတ်ထိုးခံရတဲ့ဘက်ကအယောသိန်း30တောင်းတာကိုမတက်နိုင်တာမို့လေယောင်းဖို့လုပ်နေတဲ့ညနေမှာ အမေကရင်ဘတ်အောင်နဲ့မောတယ်ဆိုပြီးဆုံးပါသွားခဲ့ရတယ်။အကိုကြီးကတော့အမေလောင်းမြေကြတာရက်လေတာတော့အနားမှာရှိမနေနိုင်ခဲ့ဘူး။အဖေကတော့အမေဆန္ဒကိုဖြည့်ဆည်းတဲ့အနေနဲ့လက်နဲ့အေကရောင်းပြီးအကိုကြီးကိုထောင်မကျအောင်ယောကြီးပေးခဲ့ရတယ်။အမေကအကိုကြီးကြောင့်မကြခဏစိတ်ဆင်းရဲပြီးဆုံးပါသွားတာလို့အဖေကယူဆတယ်။အဲ့ဒီချိန်ကစပြီးအဖေနဲ့အကိုကြီးကခက်တန်းတန်းဖြစ်သွားတယ်။အမကြီးကတော့အမကြီးအမိယာဆိုသလိုပဲအမေနေရာဆက်ခံပြီ အကိုကြီးရဲ့စိုးမွေကို လက်ခံခဲ့ရတယ်။အကိုကြီးကအမေဆုံးပြီးခဏတာတော့ငြိမ်လိုက်သေးရဲ့။ငြိမ်တာကလည်းအိမ်ထောင်ပြုတော့မှမို့ခဏတာငြိမ်ခဲ့ခြင်းပါ။အကိုကြီးအိမ်ထောင်ပြုတော့မယ်ဆိုတော့ကျွန်တော်တို့မိသားစုတွေတိတ်ပျော်ခဲ့ရတယ်။အိမ်ထောင်ကြပြီးကိုကိုကိုအိမ်နဲ့ဖြစ်ရင်ပြောင်းလဲသွားလိမ့်မယ်လို့ထင်ခဲ့တာတွေကထင်ခဲ့တဲ့အတွေးတသက်ပဲဖြစ်ခဲ့ပါဗါ။အကိုကြီးကမိန်းမရပြီးနောက်အတော်လေးလိမ်မာပြတယ်။လေယာတွေကူလုတ်တယ်။အရက်လဲလုံးဝမတောက်တော့ဘူး။ရမ်းမဖြစ်တော့ဘူး။ ဒါပေမဲ့သုံးလမကြဘူးအကိုကြီးကမရှိတဲ့ပြဿနာတွေရှာပြီးအရက်ပြန်တောက်တယ်။ညနေတိုင်းမူဝီပြန်လာက သူ့မိမကို ပြဿနာရှာရန်ဖြစ်ကြတယ်။လင်မယားကြားမဝင်ရဘူးဆိုပေမဲ့တဝိုင်းနဲ့တအိမ်ထဲမှာမို့အကိုကြီးတို့လင်မယားရန်ဖြစ်တိုင်းအမကြီးကဝင်ပါရတယ်။ကျွန်တော်လဲစကိုင်းစည်းုံမှာအလုပ်ဝင်ရတာမို့စကိုင်းမှာပဲအနေများပြီးကြောက်စဲမြို့နယ်တဲကအိမ်ကိုဂျူတီအားတဲ့အချိန်မှသာပြန်ဖြစ်တော့တယ်။ ဒါပေမဲ့အမကြီးကအကိုကြီးတို့လင်မယားအကြောင်းကို မကြာခဏဖုန်းဆက်ပြီးပြောတယ်။အဖေကတော့အမေဆုံးပြီးကလေးကအကိုကြီးကိုစကားမပြောတော့တာမို့အဖေနဲ့အကိုကြီးစကားမပြောတာတစ်နှစ်ကျော်လောက်ရှိရောမယ်။ကျွန်တော်ဂျူဒီအားလို့အိမ်ပြန်ရောက်နေတဲ့ညနေမှာအကိုကြီးတို့လင်မယားအိတ်ခမ်းဘက်ကအတန်တွေကိုကြားရတယ်။နင့်လိုကောင်းမကိုမပောင်းဘူး။ငါ့ရင်ကအခုထွက်။ဘုံဘုံအမရေကဲပါအောင်ကဲပါအောင် အကိုကြီးတို့လင်မယားစကားများရင်လက်မပါတတ်ပေမဲ့အခုတော့ရိုက်တန်တွေပါပါလာလို့ညီမလေးညီလေးနဲ့ကျွန်တော်တို့အခန်းစီသွားရတယ်။အမကြီးကအလုပ်ကိစ္စနဲ့တခြားရွာသွားနေရပြီးအဖေကတော့အကိုကြီးကိုဥပိ္ပခါပြုထားသူမို့ကျွန်တော်တို့အငယ်၃ယောက်သာအကိုကြီးတို့အခန်းရှိရောက်လာကြတယ်။အကိုကြီးရဲ့မိန်းမကဘူဒီဘက်တီသပင်ဖွာလန်ကျဲနဲ့အခန်းထဲကပြေးထွက်လာပြီးညီမလေးရဲ့နောက်မှာခက်ကြုံကြုံလေးလာရဲ့ရင်ငိုတယ်။အမသူ့ကိုမပေါင်းနိုင်တော့ဘူး။ तू ကလူတလိမ့်ဆန်း။ အောင်မယ်ခွေးမကနေမပေါင်းနိုင်ရင်အခုထွက်အကိုကြီးကဒုတ်တချောင်းကင်ပြီးတရီးတရိုင်ရိန်ထိုးသလိုအခန်းထဲကထွက်လာတယ်။အရန်နှန်းကအကိုကြီးနဲ့အတူပါလာတယ်။အကိုကြီးကညီမလေးရဲ့နောက်မှာရက်နေတဲ့သူ့မိန်းမကိုရိုက်ဖို့ဒုံနဲ့ရွယ်တယ်။ကိုကြီးနေအဖေကိုလည်းအားနာအောင်ကျမကြီးကတိတ်ကောင်းတာမဟုတ်ဘူး။မူယူပြီးအော်ဟစ်မနေနဲ့။မူးနေရင်အေးစိတ်အိတ်တော့ညီမလေးကအော်တော့အကိုကြီးရဲ့ဒေါသကညီမလေးဘက်ကိုမြှောက်လှဲ့သွားတယ်။ နင်ကငါ့ကိုမလေးမစားလုပ်တာလားအလုံးမရှိလို့နှိမ်တာလားဟင်ငါကနင့်ထက်အကြီးပဲကျွန်တော်တို့လုံးဝမထင်ထားတဲ့အပြုအမူကိုအကိုကြီးကလုပ်လိုက်တယ်ညီမလေးကတော့မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့သူ့ပါးကိုပို့ရင်းငိုတယ်ညီမလေးရဲ့အနာကိုကျွန်တော်နဲ့ညီလေးရောက်သွားကြတယ်အကိုကြီးနင်ကလည်းမောင်းမောက်ကဒီနေ့ဒီချိန်မှာကြက်ပြီညီမလေးပြောတာအကိုကြီးကကြားဖို့မရဘူးသူမဲနေတာကသူ့မိမပဲသူ့မိမကိုဒုံးနဲ့လိုက်ရိုက်တယ်ညီလေးနဲ့ကျွန်တော်ကသူ့ကိုဝိုင်းဆွဲကြတော့ကျွန်တော်တို့ကိုဆဲပြီးဒုံးနဲ့လိုက်ရိုက်တယ်ဘုံ ကျွန်တော်ကရှောင်လိုက်နိုင်ပေမဲ့ညီလေးရဲ့ခေါင်းကိုထိသွားတယ်။ခေါင်းပေါက်ပြီးသွေးတွေကစီးကျလာတယ်။ကျွန်တော်အကိုကြီးကိုတွန်းထုတ်လိုက်တယ်။ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့အဖေကအကိုကြီးကိုဝင်ထိုးတယ်။ဒါအဖေလားဗျာ။သားသမီးကိုထိုးတာအဖေလား။ဘာလဲ။ခမ ्या ကကြုံမိမကိုကြာကူလီလှုပ်ချင်လို့လား။နိုင်ရံဘော်ကငှက်ကြီးတောင်ဓာစီအကြည့်ရောက်နေတဲ့အဖေကိုကျွန်တော်လှမ်းဆွဲထားရတယ်။မင်းခွေးခွေးက ခွေးကမှမင်းထက်ကျေးဇူးတရားတိတတ်အောင်မဲမင်းအခုချက်ချင်းငါ့ရင်ငါထွက်အကိုကြီးကသူ့လက်ထဲကဒုတ်ကိုပြစ်ချရင်တဟားဟားရေတယ်ထွက်မှာပါဦးမောင်ရဲ့ခမားကသားသမီးတွေနဲ့ကျုပ်ကိုအမြဲနှိမ်နေကြဟုတ်လားအဖေရဲ့အသက်ရှူတဲ့တွေက ပြင်းလာတယ်မင်းကိုငါ့သားဖြစ်ကဆွတ်လွတ်ပြီငါသေးရင်တော့ငါအာသူဘကိုမင်းလာစရာမလိုဘူးမင်းသေးရင်လည်းငါလာမှာမဟုတ်ဘူးโอ้ဂိုဗျာ ကျုပ်ကခမားထက်ဆယ်စပြတ်တယ်ဗျို့ညီလေးကဝင်ထိုးဖို့လုပ်နေလို့ညီလေးကိုဝင်ဆွဲရပြန်တယ်အမကြီးရောက်လာပြီးညီမလေးအဖေနဲ့ညီလေးကိုခေါ်သွားတယ်ဘာလဲမင်းကဘာရက်လုံနေရလဲငါမိန်းမကိုကြောက်ခုမလို့လားသူတို့လည်းများမဖြစ်တဲ့နာမဖြစ်ရအောင်ရက်နေခဲ့တဲ့ကျွန်တော်ကိုအကိုကြီးကရန်တွေ့နေလို့ကျွန်တော်ခေါင်းခါရမ်းပြီးပဲထွက်ခဲလိုက်တယ်။မူးနေတဲ့သူဟာယူးနေတဲ့ခွေးလိုပဲမြင်သမျှကိုပတ်ကြိုက်တော့တာပဲ။အကိုကြီးတို့လင်မယားအိမ်ကနေဆင်းသွားကြတော့ အမကြီးကအဖေမသိအောင်ငွေဆယ်သိန်းထည့်ပေးလိုက်တယ်။သူ့ကိုအမွေပေးထားတဲ့တောထဲကတဲခုံမှာတဲထိုးပြီးနေတယ်လို့ကြားရတယ်။အဖေ၊ညီလေး၊ညီမလေးကျွန်တော်တို့နဲ့အကိုကြီးကအဆက်အဆံမရှိတော့ပေမဲ့အမကြီးကတော့ကိုကြီးတို့လင်မယားကိုမသိအောင်တမျိုး၊သိအောင်တမျိုးပေးကမ်းနေခဲ့တယ်။အကိုကြီးရဲ့မကောင်းသတင်းတွေကတော့ စုံစမ်းမဲမသိကျင်မဲဒီရွာချင်းချင်းလေးမှာကြားနေရလျက်ပါပဲတေဆုံးလူနာကိုရင်ခွဲစစ်ဆေးပြီးတာနဲ့မန္တလေးဘက်ကိုကျွန်တော်ထွက်လာခဲ့တယ်။စကိုင်းနဲ့မန္တလေးကဆိုင်ငယ်နဲ့ဆိုတနအီနီးပါးမောင်းရတယ်။အမကြီးစီဖုန်းခေါ်မလို့ဖုန်းထုတ်လိုက်တော့ဖုန်းကအာကုန်ပြီးစက်ပိတ်နေပြီ။မင်းညားကလှုပ်ရှုပ်နေရတဲ့ဖုန်းအားသွင်းမှုမိနေခဲ့တယ်။အကိုကြီးရဲ့အနားမှာဘသူတွေရှိနေမလဲကျွန်တော်စဉ်းစားကြည့်တော့အဖေညီလေးနဲ့ညီမလေးကအကိုကြီးကိုစိတ်နာပြီးတန်ရောစင်တွေ ဖြတ်ခဲကြတာမို့ အမကြီးတယောက်ထဲသာမြင်မိတယ်။အမကြီးလည်းပင်မနေလောက်ပြီ။ဒီကိစ္စမှာအဖေတို့ကိုအပြစ်တင်လို့မရဘူး။ဒီလိုဘဝမျိုးရောက်အောင်အကိုကြီးကသူ့ကိုယ်တိုင်လုပ်ခဲ့တာပဲ။ငါကရောဘာလို့လာရတာလဲလို့ကျွန်တော်တွေးမိတော့အဖေကထွက်မလာဘူး။ကျွန်တော်မန္တလေးစေယုံကြီးကိုရောက်သွားတဲ့အချိန်ကမနက်9:45မိနစ်ရှိပြီ။ပြင်ပလူနာဌာနမှာဝင်းစုံစန်းတော့အကိုကြီးကအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ဆောင်မှာစေယုံတက်နေရတယ်လို့သိရတယ်။ အုံနောက်နဲ့အာယုံကျော်ခွဲစိတ်ဆောင်ကိုပြေးရပြန်တယ်။အုံနောက်နဲ့အာယုံကျော်ခွဲစိတ်ကုသဆောင် ခန်းထဲဝင်ပြီးပတ်တီအဖွေသားလူတွေတဲကအကိုကြီးကိုအမြန်လိုက်ရှာရတယ်။ဟင်ညီမလေးပါလား။ပတ်တီအဖွေသားနဲ့ဂရင်မော်လှဲအိတ်နေတဲ့အကိုကြီးအနာကထိုင်ကုန်လေးမှာညီမလေးကို တွေးတော့ကျွန်တော်အံ့ဩသွားမိတယ်။ညီမလေးတို့ကဝစ်ကြွေးပါလို့ဒီလိုလူနဲ့မောင်နှမလာဖြစ်ရတာဘဝဆက်တိုင်းဒီလူနဲ့ဝေးရပါစေလို့ညီမလေးဆုတောင်းတယ်လို့မကြာခဏပြောဘူးတဲ့ညီမလေးက အကိုကြီးကိုရေပိုက်လေးနဲ့ရေတိုက်နေတယ်။အမကြီးပြောတော့ညီမလေးကအကိုကြီးရဲ့မိမမတ်ထိုင်တာနေခဲ့ရတာတဲ့လေ။ညီမလေးနေရောက်နေတာလား။ညီမလေးနဲ့အကိုကြီးကကျွန်တော်ကိုတွေးတော့မျက်ဝန်းတွေတစ်ဖြက်ဖြက်လက်ပြီးဝမ်းသာသွားကြတယ်။မတ်ထိုင်ကိုသူ့အမေလာဆောင်ပေးလို့ဒီမနက်မှညီမလေးမန်းကလေးကိုတက်လာတာ။မတ်ထိုင်ကတက်တာတဲ့ကို။အော်အေးအေးကိုကြီးရောဘလို့နေသေးလဲ။အကိုကြီးနဲ့စကားမပြောတာအတော်ကြပါပြီ။စကားပြောရင်စိတ်မတန်းစာအုပ်ကို ယူကြည့်ရတယ်ငောတတ်တာပါလေကွာအကိုကြီးကဖူးယောင်နေတဲ့နှုတ်ခမ်းတွေကိုအာယူပြီးမနှဲပြောနေရတယ်စိတ်မတန်းတွေကြည့်မိတော့ဖျားချမိတယ်ဘဲချေသလုံးယူကျိုးဥကောင်းခုံယူအနေငယ်အပ်အုံနောက်ထဲသွေးခဲခြင်းမရှိရင်ဘက်အယိုးတချောင်းကျိုးဆိုတဲ့စိတ်စစ်ချက်တွေတွေ့ရတယ်အကိုကြီးကကံကောင်းလို့အသက်ရှင်တာကိုကြီးမင်းတော်တော်ကံကောင်းတာဗျမောင်လေးရောက်နေတာလား အမကြီးကစံပြုတ်ထုတ်ဆွဲပြီးဝင်လာရင်ညီမလေးနားဝင်ထိုင်တယ်။ဟုတ်အမကြီးငါဖုန်းဆက်သေးတယ်နင့်ဖုန်းကခေါ်မရဘူး။အေးဟဲငါလည်းဒီမှာလှုပ်တွေရှုပ်နေတာ။ကိုကြီးကအခြေအနေကောင်းတာနဲ့ထပ်မဆက်ဖြစ်တာ။အကိုကြီးကအခြေအနေကောင်းတာမို့ကျွန်တော်လည်းစိတ်အေးသွားရတယ်။အကိုကြီးတို့လင်မယားကရွာထဲကနေတောကိုပြန်မှဆိုင်ကယ်ချင်းတိုက်မိတာလို့သိရတယ်။တစ်ဖက်ဆိုင်ကယ်ကလူက ပုံးပဲ့ယုံပဲဒဏ်ရာရတယ်လို့သိရတော့ဝမ်းသာမိပါတယ်။ဟာတားကြီးရောက်နေရလား။ အဖေကစီယိုလေးကင်ပြီးကျွန်တော်ကိုဝမ်းသာအရာနှုတ်ဆက်တယ်။အကိုကြီးရဲ့စီးတွေကိုသွားသွန်ပေးတာဖြစ်မယ်။ဟာအဖေတာမင်းကိုကြီးအခြေအနေဘယ်လိုရှိလဲ။ရိုက်ထားတဲ့ဓာတ်မှန်တွေကြည့်ပေးပါဦး။အသက်အန္တရာယ်ရှိနိုင်လား။ဒီမှာကုလို့ရပါမလား။အဖေကသူ့သားကြီးဘေးမှာဝင်ထိုင်ရင်ကျွန်တော်ကိုမေးတယ်။အခြေအနေကကောင်းပါတယ်အဖေက။ အကိုကြီးရဲ့အခြေအနေကမစိုးရိမ်ရတော့ဘူးလို့ကျွန်တော်ပြောတာတောင်အဖေကသူ့သားကြီးကိုစိုးရိမ်နေကြည့်တွေနဲ့ကြည့်နေသေးပဲ။ဒါနဲ့အိမ်မညီလေးပဲကြံခဲ့တာပေါ့။ကျွန်တော်မီးတော့အားလုံးကပြုံးစီစီဖြစ်ကုန်တယ်။စိရုံအခန်းပဝါကိုမင်းငေါ်ပြကြတယ်။ညီလေးကဆောင်းတုပ်ကြီးကိုလက်တစ်ဖက်ကပိုက်ကြံလက်တစ်ဖက်မှာတကူရီသုံးပစ္စည်းတွေထည့်ပြီးကျွန်တော်တို့စီလှမ်းလာနေတယ်။ဆရာဝန်ကြီး round လဲတော့မယ်။လူနာနာမှာအဆောင်တယောက်ပဲနေပါ။ကြံတဲ့သူတွေအပြင်ထွက်ပေးကြပါ။ ဆေးရုံလောက်သားဒေါ်ကြီးကလူနာဆောင်တွေကို အပြင်ခဏထွက်ခိုင်းတယ်။ညီမလေးကအကိုကြီးရဲ့လက်တစ်ဖက်ကိုကင်ထားတယ်။အဖေကအကိုကြီးရဲ့ကြံလက်တစ်ဖက်ကိုကင်ထားတယ်။အမကြီးကသူ့မောင်ကိုတိုက်ဖို့စံပြုတ်ကို ပကံပြားထဲထည့်နေတယ်။ညီလေးကအကိုကြီးတောက်ဖို့ကြက်ပောင်းရည်ဘူးကိုဖောက်တယ်။ကျွန်တော်ကအကိုကြီးရဲ့ဆေးစာတွေကိုဖတ်ရင်းအားပေးစကားပြောနေတယ်။တယောက်နဲ့တယောက်ကြည့်ရင်အားလုံးရဲ့အကြည့်တွေကအကိုကြီးရဲ့မျက်နှာပေါ်မှာစုံသွားကြတယ်။ အကူကြီးရဲ့အနားမှာဘသူနေခဲ့ရမှာပါလဲအကူကြီးရဲ့ဘေးမှာလူနာဆောင်တွေများလိုက်တာရွှေမြူတေစာပေစုဝိထုတိုစု2018ခုနှစ်မေလ26ရက်ဟုတ်ကဲ့ပါရှင်ဆရာဟမ်ဆိုင်စီမန်းရဲ့လူနာဆောင်ဆိုတဲ့ဝိထုတိုလေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင် နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ